တောလောကိသမုပ္ပန္နောဟိတယသဗ္ဗပါဏိနံဓမ္မလောကိသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံသံဃောလောကိသမုပ္ပန္နောဘုံညခိတအနုတ္တရံဣဒိနသစ္ဆဝဇိနာဒုက္ခိတဟွန်တုသတောဘုဒ္ဓရန္တသုသံဘုကိုင်းတို့၌မမြင်ကောရမဗျာရှင်သည် သဗ္ဗဗာနိနံခသိမြတ်စွာသတ္တဝါပေါင်းတို့ဤဟိတယလောကီလောကုတ္တရာနှဖြာသောအကျိုးစီဝါအလို့ငါလောကီလူပြည်နေရလောကရတွင်၌သမုပ္ပန်သောကောစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့ပါ၏ဓမ္မောမလီရန်ဗုလီရန်နိဗ္ဗာန်ပရိယတ္တိဟုဆိုအပ်သော စေရံသောတရားတော်မြတ်သည်သဗ္ဗပါဏိနံခသိမြစွာတတဝံပေါင်းတို့ဤဒုက္ခယလုဏ္ဏနိဗ္ဗာန်သုံးတန်သောချမ်းသာလို့ငာလောကီလူပြည့်နေရလောကရတွင်၌သမုပ္ပန်သောကောစွာမသွေပွင့်ထုံးဘောပေါတော်မူခဲ့ပါ၏တံခောမကတံလေးယောက်ပလတံလေးယောက်ဆိုအပ်သော ရှိယသောရိယသံဃာတို့မြန်ပေါင်းတို့နှင့်တကောအလောဇွန်သောသမုဒိသံဃာတို့မြန်ပေါင်းသည်သဗ္ဗဗာနိနံခသိမ့်မြတ်စွာတတဝပေါင်းတို့၏အနုဒရံတုမရှိမြလတ်စွာသောပုံညာခိတံကောင်းမှုမျိုးစစ်ကိုစံပြိုးကျေးချရလေယံမိကောင်းတဲ့ဘွယ်လို့မှလောကီလူပြည်နဲ့ရလောကရတွင်၌ သမုတ်ဗန္ဓုကောစွာမသွေပွင့်ထုံးဘောပေါတော်မူခဲ့ပါပေ၏ဣဒိနသစ္စာဝဇိနဤသို့နှုတ်သံဘောထုတ်ပြန်၍ဟောမှန်သောသစ္စာစကားကိုပြောဆိုရလေသောကြောင့်သရောအောင်လမြို့စေရနာရှင်လူငယ်များနှင့်တကောယနေ့ညတရားဝါခရွေလာရောက်ကြကုန်သော အောင်လမြို့သူမြို့သား အောလံတေသူနေသာတဂရမအမြတ်သူတော်ကောင်းတို့သည်ဒုခိတံကိုစိတ်နှပြကြမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေရုကဇာဆင်းကသိမ်းမှလည်းကင်းကျင်းကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဗေယဆံဘေယခသိမ်းမှလည်းကင်းကျင်းကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်း အလောကဇမညုမမိန်တကိုရှိလျက်ဇိုးရမနှောင်းကြောင်းကြံဘူးဆွေးငူကြွေးခြင်းမှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သည်ဟွန်တုယခုစွာသောသစ္စာစကားနှင့်ပုလို့သောမေတ္တာတတ်ရှင်အဝါကြောင့်အချိန်မကြံကိုစီကိုငါဖြစ်တော်မူကြပါစေကုန်သည် ဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုသစ္စာဆိုပြီးတော့အလုံးသောသရကောင်းများပေါ်ဘုံဘုံကမေတ္တာတက်တွေ့ပို့လို့ပြီးဒီကနေ့ညဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီအလုံးသရကောင်းများစိတ်ချမ်းသာခြင်းကိုဤချမ်းမှရင်းမြနဲ့ဘုရားဟောကြားတော်မူမဲ့တရားတော်များဒေသနာတော်ကိုတတ်တော်တတ်တာဖြင့်စတင်နာယူကြည်ညိုလို့ရပါပြီ ကနေ့ညသာသနာတော်နေ့2555ခုနှစ်ခောဇာသက္ကရတောင်383ခုနှစ်တကူလာဇန်ဇလီရက်ခရစ်သက္ကရ2000နှစ်ဧပြီလ9ရက်နေ့ညချမ်းကာလယောဝိဂျမသည်နေရာကအောင်လံမြို့အတာကတ်ကျောင်းအာကစားကွင်းကြီးအတွင်း၌ အောင်လာမျိုးစေနာရှင်လူငယ်များကနေပြီးတော့သဒ္ဓအခြေမြောက်စင်ကျင့်မအပ်သောထေရဝါဒအထုတရားဝယ်များစင်ကျင့်ပါရဝေယနေ့ညပင်စမမြောက်ညဓမ္မတပေမှာအသိဉာဏ်လူနိဗ္ဗာန်လူမျက်စုံလူပြသောတရားလူကိုကြည်ပြစွာပြေလူချံသောပင်မဓမ္မဒါနကုသိုလ်ရှင်များကအောင်လာမျိုးစေနာရှင်လူငယ်များအဖွဲ့ကပေါင်းစုပြီးတော့ကောင်းမှုပြုသောဓမ္မတပေမှာ ကရိယာအလုံးစုံသောကောင်းများအတွက်မဆိုးရင်ရှင်ဘုရားပြရင်သင်ကြန်ပို့ချဟောပြပေးမယ်တရားတော်ရဲ့ခေါင်းစဉ်ကပြိုင်ဘက်တွေလာပြုဘက်တွေလာတရားတော်တော်ကောင်းတို့ဗာတရားလဲဟိဒီပြိုင်ဘက်တွေလာပြုဘက်တွေလာဆိုတဲ့တရားတော်များဒေသနာတော်ကိုမဟောကြားမီမနာကြားကြသည်မီတရားပိုင်ရှင်ဖြစ်တော်မူသော သုံးလောကဒေါတာသဗ္ဗညုရှင်တော်မြတ်ဘုရားကိုအရဟံဂုဏရှိနဲ့ရှုစွာရွတ်စွာပူဇော်ကြောကြပါဟုဆို။ဘုဇင်အရဟံဂုဏရှိကိုရှေ့ကတိုင်ဒီပေးပါမယ်။အားလုံးတို့ကောင်းများနောက်ကနေတညီတညွတ်တည်းလိုက်ဆိုပြီးတော့ဘုရားရှင်တော်မြတ်ဘုရားကိုကြည်ညိုပူဇော်ကြအောင်ပါ။အားလုံးကိုယ်စီလှုပ်ချီ။အရဟံတထောင်းငါယ။ကိလေသာဘူပေရောမ။ အဝေးကြီးဝေတော်မူ၍အေးကြီးအေတော်မူသောမြတ်စွာဘုရားအေးကြီးအေတော်မူသောမြတ်စွာဘုရားအရဟံတရားငါရဤလေသာညီကြီးတို့ကိုဝါဒနာငွေသနင်းတကဝဝါဒနာငွေသနင်းတကဝဘေသတ်တော်မူပြီး၍ လုံးဝဖြူစင်လုံးဝဖြူစင်တန်ရှင်းကြည်လင်သောတန်ရှင်းကြည်လင်သောစိတ်နှလုံးသာရှိတော်မူသောမြတ်စွာဘုရားအရဟံသန္တရာစေယျကြီးကိုသန္တရာစေယျကြီးကိုချိုးဖြတ်တော်မူပြီး၍ဒုက္ခခသိန်းတို့မှာ ရေဣရမုသောမြတ်စွာဘုရားရေဣရမုသောမြတ်စွာဘုရားအရဟံမကောမှုအကုသိုလ်အလုံးမန္တမြကိုစေကွေရာရနိုင်ပင်ယူရမမှုသောကြောင့်ကောင်းဆုံးကိုခြင်းတရားရှိတော်မူသောမြတ်စွာဘုရား ရဟံလူမင်းနမင်းဓမ္မမင်းတို့ဤဝိရှင်ကိုယဘုဇောတုကိုခံယူရမုဒ္ဒိုက်သောချောင်းလောကလုံးတွင်မြင်ဆုံးမြတ်ဆုံးဒုဇုံသာဆုံးကြည်ကျဆုံးခန္ဓာဆုံး ကြောကြာဆုံးဖြစ်တော်မူသောမြတ်စွာဘုရားတရားတော်မြတ်စွာဘုရားဤကဲ့သို့ဤကဲ့သို့ဟန်ကြည့်မကုန်ရဟန်းကုန်တော်ကြီးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားကိုရွရွသေးသေးလေးလေးဆက်ဆက်မြဲ့မြဲ့နူးနူး ရှိခိုးကိုယဘုဇုကရလိုင်ပါဤမြတ်စွာဘုရားပြန်ဘက်တွေလာပြုတ်ဘက်တွေလာတရားတော်တရားတော်ဘာတရားလဲဟိ ဒီပြိုင်ဘက်တွေလမ်းပြုဘက်တွေလမ်းဆိုတဲ့တရားတော်များဒေသနာတော်ကိုဘုရားရှင်တော်မြတ်ဘုရားဟောကြားတော်မူခဲ့သောခောရကနိဂေဓမ္မပဒပါဠိတော်ဓမ္မပဒထကထာ၌လာသောဓမ္မပဒဝတ္ထုတပုဒ်ကိုခြေခံပြီးတော့ဥစဉ်တို့တရားအသိဉာဏ်များပေးသွားမှာဖြစ်ပါလေဥစဉ်တို့ဘုရားရှင်တော်မြတ်ဘုရားကတော့ ဂေါရမဘုရားရှင်တော်မြတ်ဘုရားတို့ဘုရားဂေါရမဘုရားရှင်ကိုရမေကြီးရဲ့ရှိမှပွင့်တော်မူခဲ့တဲ့ဘုရားကကသပမြတ်စွာဘုရားတို့ဘုရားရှိပွင့်တော်မူခဲ့တဲ့ဘုရားပါဘုရားလေအဲ့ဒီကသပမြတ်စွာဘုရားရှင်ကိုရမေကြီးလက်ထက်တော်ခါတော့ကယွမ်းတယွမ်းမှာကျောင်းထိုင်ဘုန်းကြီးတစ်ပါးရှိခဲ့ဘူးလေအဲ့ဒီကျောင်းထိုင်ဘုန်းကြီးကို เจ้าตกาก็เจ้าอี้ชอบพี่รอโกกวยทาเจ้าตกาเนี่ยเจ้านายบ้งนี้เนี่ย เจ้าตกาก็เจ้านายบ้งนี้โกกิยุใส่ด้วยเจ้านายบ้งนี้เนี่ยเจ้าตกาอลองเอมตะมะอศีพี่ตะนี้တော့ခါကျတော့အဲ့ဒီကြွာကိုတရားဘုန်းကြီးတစ်ပါးကြွာလာလေ အဲ့ဒီဘုံကြီးကြွလာတော့ကျောင်းတကာနဲ့တွေ့တော့ကျောင်းတကာကအဲ့ဒီဘုံကြီးမင်းမင်းချင်းကြည်ညိုသွားအဖြစ်လို့ကြည်ညိုလို့ဆိုတော့အဲ့ဒီဘုံကြီးကတိတ်တည်ငြိမ်အေးချမ်းတဲ့ဘုံကြီးတည်ငြိမ်အေးချမ်းနေတယ်ဆိုတော့ဘိသက်ကြီးအဲ့ဒီဘုံကြီးကတာမန်ဘုံကြီးမဟုတ်ဘူးကိလေသာတော်တွေကုန်ခန့်နေတဲ့ယဟနာဘုံကြီးအဲ့တော့ဘုရားကတိတ်အေးချမ်းတာပဲ ဒါပေမဲ့လို့အဲ့ဒီဘုန်းကြီးကြည့်လိုက်တော့သင်္ကန်းတွေကလေနွမ်းဟောင်းအဲ့တော့ကျောင်းတွေကသင်္ကန်းလူကျင်စီပေါ့ခေါင်းကဇွေကြည့်လိုက်တော့လေဇွေကြီးရရှိအဲ့တော့ခေါင်းရိပ်ပြီးကျင်တဲ့စိတ်တွေလည်းပေါ်လာအဲ့လိုဒီငယ်ကြီးချက်တဲ့ဘုန်းကြီးကိုစွန့်ကပ်လို့တော့အရာတရားများလည်းပေါ်လာအဲ့ဒါနဲ့ဘယ်လိုရည်ဘုန်းကြီးကိုကျောင်းတကာကရှောက်တယ် ဆရာဘုရားဆရာဘုရားသင်္ကန်းတွေလည်းဟောင်းတော့နေပြီဆိုတော့တပည့်တော်သင်္ကန်းတွေလည်းလှူရစီဆရာဘုရားခေါင်းကစပင်းကြီးကလည်းရှိနေတော့တပည့်တော်ရိတ်ပြီးပြရစီဗျာဖြစ်နေမယ်ဆိုရင်ဆရာဘုရားတပည့်တော်တို့ရွာမှာ3လရက်လောက်တော့သရင်သုံးတော်မူပါဦးရှင်ဘုရားကိုကြည်ညိုလုံးလို့တပည့်တော်ဆွန့်လဲကပ်ပြရစီတပည့်တော်မှာအကြောင်းရှိပါတယ်ဗျာတပည့်တော်ဘုန်းကြီးလည်းရှိပါတယ် အဲ့တော့တပည့်တော်အကြောင်းကိုပြင့်သွားပြီးတော့တပည့်တော်အကြောင်းမှာအီအီစီစီအီအီချမ်းချမ်းရှင်ဘုရားရင်သုံးတော်မူလို့ရပါတယ်ဒါနဲ့ပြည်သူကြီးကြွလာတဲ့အာကနုဘုန်းကြီးကလည်းလက်ခံတော့အဲ့ဒီအကြောင်းတိုင်းအဲ့ဒီအကြောင်းတကာကအာကနုဘုန်းကြီးအဲ့ဒီဘုန်းကြီးကိုသူ့အကြောင်းကိုပြင့်သွားအကြောင်းတကာကျတော့အကြောင်းတိုင်းဘုန်းကြီးနဲ့မိတ်ဆက်ပြီး ောင်းတဲ့ဘုန်းကြီးရဲ့ရှိမှာကျောင်းတကာကအကလူဘုန်းကြီးကိုဘောရွှေရွှေဆက်ဆန္နာလီလီဆဆဆက်ဆန္နာအဲဟိုဂျီဘုန်းနာအဲဟိုဂျီဘုန်းဆိုဆက်ဆန်နေတာတွေ့တော့ကျောင်းတဲ့ဘုန်းကြီးရဲ့မျက်နှာကြီးရဲ့မကြီးမျက်နှာကြီးရဲ့ပူသောသောကြီးဖြစ်မျက်နှာကြီးပုတ်သိုးနေတဲ့ဇုကနေကစိတ်ကပုတ်သိုးနေလို့ပေါ့ဗျမျက်နှာဆရာ စိတ်ကရောင်မြတ်ဟတ်တော့အဲ့တော့ဘိသိသူเจ้าတကာကဒီအာဂန္ဓုဘုန်းကြီးကိုသိကယူဆက်နေတော့เจ้าနိုင်ဘုန်းကြီးကအဲ့ဒီအာဂန္ဓုဘုန်းကြီးကိုကြည့်ဒီကရောကဘာကုရောလဲကွာငါရကကိုသူဘလို့စီယုံလိုက်လဲမသိဘူးငါရကသူ့ကိုတော့ကျွေးနေအဲ့တော့ဘိသိဒီကရောကဘာကုရောလဲကွာဘိသိဘုန်းကြီးချင်းချင်းယဟန်ချင်းချင်း ပြောရင်ဘာတော်တုံးလို့ဆွေမျိုးဆက်ကြည့်ရင်ဖះသားတော်ချင်းချင်းဆိုတော့ဘာတော်တို့ညီကိုတော်တဲ့ပိသိက်အဲ့လိုညီကိုတော်တဲ့ညီကိုစိတ်တွေပေါက်ဖွားမလာပဲဒီကတော့ဘာကူတော်လဲကွာအဲ့လိုကြည့်လိုက်တဲ့အတွက်ကြောင့်သူ့အတွေးသူ့အကြည့်မှာသူကကိုယ်တော်ချင်းချင်းကိုပိသိက်ပြိုင်ဘက်အနေနဲ့တွေးလိုက်ဘလို့တွေးလဲ ြိုင်ဘက်အနေနဲ့တွေးလိုက်တော့ကျောင်းနဲ့ဘုန်းကြီးရဲ့နှလုံးသားမှာအမုံတရားတွေပေါက်ဖွာပြီးတော့မလာဘူးလားဟိအတွေးလွဲရင်သွေးကွဲတတ်တယ်မှတ်လားအတွေးလွဲရင်သွေးကွဲတတ်တယ်အဲ့တော့ဘိသိဘုန်းကြီးချင်းချင်းကိုပြိုင်ဘက်လို့တွေးလိုက်တဲ့အတွေးဟာမလွဲဘူးလား လွယ်တဲ့အတွက်ကြောင့်မလို့ညီကိုဆိုတဲ့အသွေးတွေအကွဲဦးလားဟိဒါကြောင့်အတွေးလွယ်ရင်ဘာကွဲသွေးကွဲပြီဆိုကနေဗိသေကြီးညီညွတ်ပါအောင်မလားညီမညီညွတ်မှာတော့ချမ်းသာပါအောင်မလားအဲ့တော့ဗိသေကြီးပြိုင်ဘက်အနေနဲ့တွေးလိုက်တဲ့အတွက်နှလုံးသားမှာမုံတရားတွေပေါက်ခွာလာပြီးတော့ချစ်သောမျက်စိနဲ့မကြည့်နိုင်တော့မုံသောမျက်စိနဲ့ကြည့် ကျောင်းနိုင်ဘုန်းကြီးရဲ့ရင်ထဲမှာမနာလိုဝင်တိုးတဲ့အိဒါမစ္စရိယမမာနဒေါသဆိုတဲ့ကိလေသာအကုသိုလ်တွေပေါ်ဖွားဦးလာ၏အတွေးမှန်လို့လားအတွေးမှားလို့အဲ့တော့ဘိသိအဲ့လိုအတွေးမှားလိုက်တဲ့အတွက်သူတို့နှုတ်ဟာလက်တွဲပြီးတော့အလုပ်တွေလုပ်လို့မရတော့ တန်ခသာမကီဆိုရက်တန်ဃာတော်များရဲ့ညီညွတ်ခြင်းမဖြစ်တော့အတူတွဲပြီးတော့သာသနာအကျိုးလောကအကျိုးတွဲပြီးတော့ဆောင်ရွက်နိုင်စွမ်းရှိသေးလားဟိအဲ့ဒါပြိုင်ဘက်လို့တွေးတဲ့အတွေးကြောင့်အတွေးလွဲလို့သွေးကွဲတာရှင်းလားဟိတကယ်တကယ်တော့ပြည့်သိမြတ်စွာဘုရားရှင်ကိုရိုမြကြီးရဲ့ သားတော်တွေဟာညီကိုတွေပါညီကိုတွေချင်းချင်းဆိုတော့တကယ်သွေးတူပါတယ်သာသနာသွေးတွေပါတူတူပါပဲအကယ်၍သာပြုဘတ်တွေလို့များတွေးလိုက်ရင်ကျောင်းနဲ့ဘုန်းကြီးရဲ့နှလုံးသားမှာအမုန်းတရားတွေပေါက်ဖွားမလာပဲအပြုံများစွာ ပေါက်ဖွားမလာနိုင်ဘူးလားဟိ ်ပြုံးများစွာပုတ်ဖွားလာရင်တပားနဲ့တပားချစ်သောမျက်စိတွေနဲ့ကြည့်ပြီးတော့အိမ့်သိမိတ်ဆွေစိတ်တွေဘောရာစိတ်တွေပေါ်မလာဘူးလားမိတ်ဆွေစိတ်ဘောရာစိတ်တွေပေါ်လာလို့ရှိရင်သံဃာသာမဂ္ဂီလို့ခေါ်တဲ့သံဃာတော်များရဲ့ညီညွတ်မှုအတူတူတွဲပြီးတော့လှုပ်ဆောင်မှု အတူတူတွဲပြီးတော့သာသနာကောင်းကျိုးလောကကောင်းကျိုးတွေဆောင်ရွက်နိုင်ဘူးလား အဲလိုသာသနာကောင်းကျိုးလောကကောင်းကျိုးတွေအတူတည်းဆောင်ရွက်တော့ပိသိပြုပတ်လို့တွေးလိုက်တဲ့အတွေးဟာနှလုံးသားမှာကုသိုလ်စိတ်တွေပေါက်ဖွားလာမှန်လားအဲ့တော့အတွေးမလွဲရင်သွေးလည်းကွဲစရာเจ้าမရှိပါဘူးအဲ့တော့အလုံးစုံတော်ကောင်းများအတွေးလေးဟာအရေးကြီးပါပြိုင်ဘက်လိုတွေးလိုက်ရင်ရန်သူကြည့်ကြည့်ပါလေ ြုတ်ပတ်လို့တွေးရင်မိတ်ဆွေကြီးကြည့်ပါလေရန်သူကြီးကြည့်မှတော့မညီညွတ်တော့ပါဘူးမိတ်ဆွေကြီးကြည့်မှညီညွတ်မှာပါတကယ်တကယ်တော့ဘိသိက်ဘုန်းကြီးတွေယဟန်တွေသံဃာတွေဆိုတာတကယ်တော့ပြိုင်ဘက်တွေမဟုတ်ပါဘူးပြုတ်ဘက်တွေကြည့်ပါပဲသာသနာပြုတ်ဖို့ပြုတ်ဘက်တွေပါဒါလေး အခုဘုံဘုံနေတဲ့နေရာမှာဘုံဘုံအခုမန္တလေးရဲ့ဒီဘက်ကျောက်ဆယ်အနီးနာမှာ